အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုအောင်ခန့်အမည်ဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအကြီးဆုံးကုန်းနေရင်တွေတဘောဖြစ်တဲ့တရုတ်ဆက်လက်မန္တကြီးတွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အကြီးဆုံးကုန်းနေရင်တွေတဘောလို့ဆိုလိုက်ရင်လူတွေကမိချောင်းတွေကိုပဲပြင်းပြင်းမိကြမှာပါတကယ်တော့မိချောင်းတွေကကုန်းနေရင်တွေတဘောတွေမဟုတ်ကြပါဘူးသူတို့ကတွားသောတဘောတွေပဲဖြစ်ပါတယ်ကုန်းနေရင်တွေတဘောတွေနဲ့တွားသောတဘောတွေဟာ ဘလိုမျိုးကွဲပြားခြားနားလဲဆိုတာကိုပြောပြပေးခြင်းပါတယ်။သောတာတော်ဝါတွေကအရေးပြားမှာကြောပြီးတော့ခြောက်သွေ့ပါတယ်။အခေါ်မှာဥတွေကိုဥရက်ပြီးတော့သူတို့ကအဆုံးနဲ့တည်ရှူကြပါတယ်။ဂုံးနေရင်တရဝါတွေကတော့သူတို့ရဲ့အရေးပြားကဆိုးဆိုးပြီးဥပျော်ပျော်လေးတွေကိုဥရက်ကြပါတယ်။ငယ်ရွယ်တဲ့အခါမှာဗဟတ်တွေနဲ့တည်ရှူကြပြီးကြီးတဲ့အခါမှာတော့အဆုံးနဲ့တည်ရှူကြပါတယ်။ ။နောက်ပြီးသူတို့ဟာအရေးပြားကနေပြီးတော့လည်းအသက်ရှူရကြပါသေးတယ်။ဆလမာနာတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်း190ကလေးကကဘာပေါ်မှာရှင်တန်ခဲ့ကြတဲ့အရှိအကျဆုံးတရဝါတွေပဲဖြစ်ပါတယ်။သူတို့ကဒိုင်နီဆိုတွေနဲ့ခက်ပြိုင်ရှင်တန်ခဲ့ကြတာပဲဖြစ်ပါတယ်။အရာကြောင့်သူတို့ကိုတက်ရှိရုပ်ကျွင်းလိုလဲခေါ်ကြပါသေးတယ်။ကဘာကြီးရဲ့သမိုင်းကိုကိုယ်တိုင်ကိုကြမြင်တွေ့ပြီးတော့ ဖြတ်တန်းလာခဲ့တဲ့တတဝါတွေပဲဖြစ်ပါတယ်။ဒီလိုပါရာသီဥတုအပြောင်းလဲတွေတဘာဝဘေးရန်တွေကိုရင်ဆိုင်ဖြတ်ကျော်ပြီးတော့နှစ်သားမောင်းများစွာရှင်သန်လာခဲ့ကြတာပဲဖြစ်ပါတယ်။တရုတ်ဆယ်လံမာနာတွေဟာတရုတ်နိုင်ငံရဲ့တောင်တန်းတွေမှာရှိတဲ့ချောင်းတွေမြစ်တွေမှာနေထိုင်ကြပါတယ်။ဒီလိုကအရန်ကြီးမှပြီးအရှေ၆ပေလောက်ရှိရပါတယ်။အလေးချိန်ကလည်းပေါင်130လောက်ရှိရပါတယ်။ဒါလူတယောက်ရဲ့အရွယ်နည်းနည်းရှိပါတယ်။ သူတို့ရဲ့အော်သံကကလေးငယ်တယောက်ငိုနေတဲ့အတန်နဲ့ဆင်တူနေပါဗါးအရာကြောင့်သူတို့ကိုတရုတ်လိုဟွာဝါယူလို့ခေါ်ကြပါဗါးအရာကတော့ကလေးငါဆိုပြီးအိဗယ်ရပါဗါးအများအပြားသူတို့ဟာရေရှိတဲ့ကြောက်တုံးတွေတဲ့ရဲ့တွေဒါမှမဟုတ်ချင်းကြီးတွေကြောင်းမှာဥဥဒါကြပါဗါးအကောင်လေးတွေပေါက်လာရင်တော့သားလောင်းလေးတွေကရေထဲမှာပဲမျောနေတတ်ကြပါဗါးသောလောင်းလေးရင်းနဲ့လည်းတူပါတယ်။တချို့မျိုးနွယ်သူတွေကတော့ ဆိုးဆိုးတဲ့ကုန်းမြေတွေပေါ်မှာပဲဥဥရကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကပြားချက်နေပြီးတော့အသားရည်ကလည်းအစင်းရောင်ဒါမှမဟုတ်အညိုရောင်ရှိပါတယ်။သူတို့မှာတင်းငယ်တဲ့မျိုးလုံးလေးတွေနဲ့အံသွားသေးသေးလေးတွေလည်းရှိပါတယ်။သူတို့ဟာသက်ရှိဖို့အတွက်အသားရည်နဲ့ဗဟတ်တွေကိုအသုံးပြုကြပါတယ်။တရုတ်ဆက်လက်မနာတွေဟာညဘက်မှာအစာချပွေတက်ပြီးတော့အာရုံခံစားနဲ့အရန်ကောင်းကြပါတယ်။သူတို့ဟာ ငါးလေးတွေပဇွန်လေးတွေကနန်းလေးတွေနဲ့တခြားရင်းနဲ့တရဝါတွေကိုလည်းစားကြပါတယ်။အမဲလိုက်ရမှာလဲအလွန်ကြားကျင်တဲ့တရဝါတွေပဲဖြစ်ပါတယ်။သူတို့ကအစာတွေကိုဝါမစားပဲပဇန်းနဲ့ဆုပ်ယူပြီးတော့မျိုးချတတ်ကြပါတယ်။သူတို့ဟာအသက်ရှင်ရှင်နေထိုင်ပြီးတော့နှစ်ပေါင်း90ကနေ60လောက်တည်းအသက်ရှင်နိုင်ကြပါတယ်။အနာကျင်တို့မြန်ဆန်ပြီးတော့ဒဏ်ရာရတဲ့အခါမှာလဲသူတို့ရဲ့ခန္ဓာကိုယ်ထဲကဆဲတွေက အများဆုံးပြန်လဲကုသပေးပါတယ်။ ပေပံရုပ်ရှင်တွေကဟူပရင်းနဲ့ regeneration တူနေတာလည်းဖြစ်ပါတယ်။နောက်ပြီးခြေတော်တစ်ဖက်ပြတ်သွားရင်လည်းအသေးတစ်ချောင်းထပ်ပြီးတော့ပေါက်လာပါတယ်။ဒါပေမဲ့အခုချိန်မှာတော့သူတို့ရဲ့အရေအတွက်ကယောနယ်လို့လာပါတယ်။အဓိကကြောင်းရင်းကတော့လူတွေကသူတို့ကိုအသားဟင်းလျာတွေအတွက်အမဲလိုက်ကြလို့ပဲဖြစ်ပါတယ်။ဒါအပြင်သူတို့ရဲ့နေထိုင်ရာဒေသတွေကလည်းပြည့်စုံလာလို့ပဲဖြစ်ပါတယ်။ တရုတ်ဆက်လက်မန္တာတွေကိုထိမ့်သိမ်းဖို့အတွက်အရေးကြီးလာပါတယ်။သူတို့ဟာတဘာဘာပတ်ဝန်းကျင်ထိမ့်သိမ်းရေးခရီးစနစ်မှာအရေးပါတဲ့အခက်ခန္ဓာကနေပါဝင်နေပါတယ်။တရုတ်ဆက်လက်မန္တာတွေဟာတကယ့်ကိုထူးခြားဆန်းပြားတဲ့တရဝါကြီးတွေပါ။သူတို့ရဲ့ကြီးမားတဲ့ခန္ဓာကိုထူးခြားတဲ့အပြုမူတွေနဲ့ရှင်သာမုန်နေတဲ့နေကကျွန်တော်တို့ကိုအမြဲတမ်းစိတ်ဝင်စားစေခဲ့ပါတယ်။ဒီနေ့မှာတော့ ကမ္ဘာအကြီးဆုံးကုန်းနေရင်းတွေတော်ဝါကြီးရဲ့အကြောင်းကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကနေပြီးတော့ဘုံသူရတဇုံနေရာရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးနေကြည့်ပေးတဲ့အတွက်ဒုက္ခရောက်ချင်းတိုင်းကိုလည်းကျေးဇူးတို့တင်ရှိပါတယ်။